အမေရိကန်သမရဟောင်းဂျီမီကာတာတည်ထောင်ခဲ့တဲ့အမေရိကန်အဖြေဆိုင်ကာတာစင်တာဟာပြည်သူလူထုရဲ့ဘဝတွေပုံမကောင်းမှုရေးပြည်ပခန့်တွေဖြည့်ရှင်ရေးဒီမိုကရေစီနဲ့လူခွင့်ရေးတိုးမြင့်ရေးစတဲ့ကဏ္ဍတွေကိုကူညီဆောင်ရွက်ပေးဖို့ငွေပေါင်း80ကျော်မှလှူဆောင်နေတာဖြစ်ပါတယ်။2015ခုနှစ်မြန်မာပြည်ရဲ့ရွေးကောက်ပွဲကတော့ကာတာစင်တာရဲ့ပြည်ရတစ်ချိန်မြောက်ရွေးကောက်ပွဲဆောင်ကြည့်မှုဖြစ်ပြီးအခုတော့အပိသက်အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ပြည်သူများစုတင်မြောက်ခဲ့တဲ့ပါတီအစိုးရဖြစ်လာခဲ့ပေမဲ့လွတ်တော်တဲ့ရွေးကောက်ချင်မခံရသူတွေပါဝင်နေတဲ့အချက်ကိုလည်းအခုလိုထောက်ပြခဲ့ပါတယ်။ UEC did um a pretty good job of administering ရွေးကောက်ကလမကော်မရှင်ရဲ့လုံဆောင်ချက်တွေနဲ့ပြောင်းလဲကိုမျှော်လင့်ပြီးတက်တက်ကြွကြွမဲထည့်ခဲ့ကြတဲ့ပြည်သူတွေဟာအားရစရာကောင်းပါတယ်။ uh and feeling that the elections could really make a difference. some structural problems with the elections, as we know that um, uh, not all of the parliament, either at union level or at um, the assemblies, some it uh, uh, candidates and then you know there's other things that there's there's always in an election process there's always things that can be improved so our recommendations of course address the things that need to be improved and rather than um, the things that that are going well ကာတာစန္ဒရဲ့နောက်ဆုံးစီရင်ခံစာမှာတော့လွှတ်တော်အတွင်းတက်မတော်ကိုယ်စားလှယ်တွေအတွက်တည်ထက်နေရာပေးထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါဝင်ရွေးကောက်ပွဲအုပ်ချုပ်ရေး မဲဆန္ဒရှင်စင်းနိုင်ငံသားဖြစ်တည်မှုရွေးကောက်ပွဲလေးလာဆောင်ကြည့်ခြင်းနိုင်ငံရေးဆိုင်ရာရပိုင်ခွင့်တွေနဲ့မဲဆွယ်ခြင်းငွေကြေးစီမံမှုစတဲ့ချက်တွေကိုအဓိကထောက်ပြထားတာဖြစ်ပါတယ်။ဒီစီခံစားရေးပေါ်မှာရွေးကောက်ပွဲကော်မရှင်ကရောဘယ်လိုသဘောထားတာလဲ။ At least 30 recommendations. Um, uh, some of them have multiple parts um, in the past, but um, uh, they've always accepted um what we ဒီကထုတ်ပြန်တဲ့နောက်ဆုံးဆင့်စီရင်ခံစာမှာဒေါင်းစင်ကြီးအဖြစ်အချက်30ပါဝင်ပါတယ်အရင်ထုတ်ပြန်တဲ့စီရင်ခံစာတွေအပြန်ပြည့်ချက်တွေကိုရွေးကောက်ပွဲကော်မရှင်စီပေးပို့ခဲ့ဘူးပါတယ်ရွေးကောက်ပွဲကော်မရှင်ကလည်းသဘောပြုလက်ခံခဲ့ပါတယ်မနေ့ပြန်ကြရင်လည်းရွေးကောက်ပွဲကော်မရှင်နဲ့တွေ့ဆုံပြီးတော့နောက်ရွေးကောက်ပွဲမှာဘယ်လိုကောင်းမွန်အောင်လုပ်ဆောင်ကြမလဲဆိုတာတွေဆွေးနွေးမှာပါ the table. So well, we hope that they will take that and uh, in, in that positive forward looking framework.